မလေးရင်ကြောင့်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာများမလေးရင်လှုပ်တာဟာမြေပေါ်ရေအောက်တက်ရှိတက်မဲ့အရာအလုံးကိုစိုးကျိုးတက်ရောက်စေနိုင်တဲ့အဖြတ်စွမ်းအောင်အကြီးမားဆုံးသဘာဝဘေးရန်ရဲ့တစ်မျိုးပဲဖြစ်ပါတယ်။မလေးရင်လှုပ်တာဟာဘိုးရင်ကလေးကရှိခဲ့သလိုနောင်လဲရှိနေအောင်မဲ့သဘာဝဘေးရန်ရဲ့ကြီးတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှကျွန်တော်တို့ရဲ့ Damn Medical Mistake Channel ကနေမလေးရင်ကြောင့်ဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာ၁၁ခုနဲ့ ဒီပြဿနာတွေကိုဖြေရှင်းဖို့လိုအပ်တဲ့အချက်ခွန်းချက်ကိုဘူသူဒါရရှိ စေဖို့ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အပိုင်းတည်းကျမ်းမာရေး ပြဿနာများနံပါတ်၁ထိခိုက်ဒဏ်ရာရခြင်းပြင်းထန်တဲ့ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရတာကတော့လူအများအပြားကိုချက်ချင်းဆော်သလိုအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင်းထန်ဆုံးကျန်းမာရေးပြဿနာပဲဖြစ်ပါတယ်။ပြင်းထန်တဲ့ငလျင်လှုပ်ပြီးဆိုတာနဲ့တစ်ချိန်တည်းမှာပဲအဆောက်အအုံပြိုကျတာ မျက်နှာချက်ထုတ်တန်းနဲ့နံရံတွေပြိုကျတာအခန်းထဲမှာရှိတဲ့ pre ဘောကတွေအလေးချိန်များတဲ့ပစ္စည်းတွေပြုတ်ကျပြီးပြီတာမှန်ကွဲစွာတန်းအရှင်တွေနဲ့ထိုးမိတာတွေဖြစ်နိုင်ပါတယ်အတာတွေရဲ့အကျိုးဆက်တွေအနေနဲ့ဥကောင်းထိခိုက်မိတာကြောရိုးထိခိုက်မိတာအယိုးကျတာကြွက်သားကြေမွတာ အတွင်းကလေးစားအင်္ဂါအစိတ်အပိုင်းတွေစုပ်ပြဲတာတွေးထွက်လွန်တာ အရေးပြားပြက်ရှဒဏ်ရာရတာ အပူကြောင်တာနဲ့ တက်လိုက်တာစားတဲ့ထိခိုက်ဒဏ်ရာတွေခံစားရနိုင်ပြီးတော့အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။အသက်ဘေးကနေလွတ်မြောက်ခဲ့ရင်တောင်မှအလွန်ပြင်းထန်တဲ့ဒဏ်ရာတွေကြံခဲ့နိုင်ပါတယ်။နောက်တစ်ချက်ကတော့မထင်မှတ်ပဲကြုံတွေ့ရတတ်တဲ့မွေးပါကင်းပါရှံကိုလည်းသတိထားရပါတယ်။ဒါကြောင့်မို့လဲမလျင်ချောင်းထိခိုက်ဒဏ်ရာရတာဟာကျွန်တော်တို့အားလုံးအကြောက်ရဆုံးနဲ့အစိုးရင်ရဆုံးအချက်ဖြစ်ပြီးတော့ ကေဆေးရေးအလုပ်တွေကို အမြန်ဆုံးလုပ်ကြရတာပဲဖြစ်ပါတယ်။နံပါတ်2ရေထက်ခန်းချောက်ခြင်းရေအသက်တမနတ်ဆိုတဲ့စကားအတိုင်းပါပဲ။တောက်သုံးရေ ဆိုတာကမိသားစုတိုင်းအိမ်ထောင်စုတိုင်းအတွက်နေစဉ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။မလီရင်လိုမျိုးသဘာဝဘေးဖြစ်တဲ့အခါမှာနေရအနှံ့ကတိုးလောင်ထားတဲ့ရေအရင်းအမြစ်တွေပြတ်စေးသွားတတ်ပါတယ်။ကြိုချက်ထားတဲ့ရေ ရေတန့်ဆိုတာထက်အယောင်အနှံ့ကင်းပြီးစိတ်တန်တန်နဲ့တောက်လို့ရတဲ့ရေမျိုးတော့ မရှိတော့တာကအဓိကအခက်အခဲဖြစ်လာပါတယ်။တန်ရှင်းတဲ့ရေရှားပါတာကြောင့်ရေတောက်နေတာနဲ့မတန်ရှင်းတဲ့ရေတောက်လို့ဖြစ်တဲ့ပြိုအန်ဝမ်းလျှောဓာတွေကြောင့်ရေဓာတ်ခန်းချောက်တဲ့ဝေဒနာခံစားရနိုင်ပါတယ်။ရေဓာတ်ခန်းချောက်တာအတွက်ရေနဲ့ဓာတ်စားကိုအချိန်မီပြန်မဖြစ်တင်းနိုင်ဘူးဆိုရင်တော့အရေးကြီးအင်္ဂါတွေပျက်စီးတာ short load ခေါ်တဲ့သွေးလန့်တာဖြစ်ပြီးတော့အသက်ဆုံးရှုံးတဲ့အခြေဖြစ်နိုင်ပါတယ်။နံပါတ်3ရေကားတဆင့်ဖြစ်တဲ့ကူးဆက်ယောဂါမျိုး ခုနကပြောခဲ့တဲ့မတန်ရှင်းတဲ့ရေအပြင် မတန်ရှင်းတဲ့ရေနဲ့ပြင်ဆင်ထားတဲ့စားစရာတွေစားမိတာ သုံးရေရှားပါလို့တကိုးရေတန်ရှင်းရေတေချာမလုံနိုင်တာအငြိကြီးတွေကိုတေချာမစေးကြောနိုင်တာကတဆင့်ရင်နာစာလိုမျိုးမတန်ရှင်းတဲ့စားစရာတွေစားမိတာစားတာတွေကြောင့်ဝမ်းပြက်ဝမ်းလျှောယောဂါအသေးရောင်အတဝါအေနဲ့အီးယောဂါတိုက်ဖွိုက်လို့ခေါ်တဲ့ဥယောင်ငန်းဖျားယောဂါစားတဲ့ယောဂါတွေကိုဆက်ပြန်ပွားတတ်ပါတယ် မလီရင်တန်းကြောင့်နေထိုင်တေးခိုးတဲ့အဆောက်အဦးတွေပြတ်စီးပြီးမလွှဲမရှောင်သာပဲတနေ့ရက်ထဲမှာလူအများအပြားစုစည်းနေထိုင်ရပြီးရေနဲ့အိမ်သာမလုံလောက်တဲ့အချင်းချင်းမျိုးတွေမှာဆိုရင်ဒီလိုရေကားတဆင့်ဖြစ်တဲ့ရောဂါတွေဥဆက်ပြန်ပွားတာကအလွန်ကိုပဲမျက်စမ်းပါတယ်။ဒါမျိုးတွေဖြစ်လာပြီးဆိုရင်တော့တန်ရှင်းနဲ့တောက်သုံးရေကိုအတိုင်းအတာတစ်ခုအထိဖြန့်ဝေပေးနိုင်မှကူးဆက်ရောဂါပြန့်နှံ့တာကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နံပါတ်၄စိတ်ပိုင်းဆိုင်ရာပြဿနာများမလီရင်ဘေးကြောင့်ခံစားရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကတော့အင်မတန်ကြီးမားမှာတေးကြပါတယ်။ကိုချစ်ခင်ရသူတွေရင်းနှီးရသူတွေကိုဆုံးချုံလိုက်ရသူတွေကိုနဲ့မတိကျွမ်းပေမဲ့လည်းမလီရင်ကြောင့်ဆုံးရှုံးသွားတဲ့အသက်ပေါင်းများစွာအတွက်ဝန်းနေမှုတွေကအတော့ကိုများပါတယ်။မျော်လင့်မထားတဲ့အခြေအနေမျိုးမှာချစ်ခင်ရသူတွေနဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကိုကြီးကြီးမားမားဆုံးရှုံးလိုက်ရတာကစိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ပို့ပြီးတော့ပြင်းထန်ဆေးပါတယ်စိတ်တက်ကြနေတော့ဘာမှမလုပ်ချင်မကင်ချင်ပဲနဲ့စိတ်ရောကိုယ်ပါဂျုံဂျုံကြသွားတာအပြင်နေညအချိန်နဲ့နေရဖို့မတိတော့တဲ့အထိ အသိစိတ်လွတ်သွားတာတွေကိုမလင်းရင်လှုပ်ပြီးမကြခင်မှာခံစားရနိုင်ပါတယ်နောက်ရက်အနေငယ်ကြားတဲ့အခါမှာတော့မလင်းရင်ကြောင့်ဖြစ်တဲ့စိတ်ဒဏ်ရာနဲ့အိမ်မက်ဆိုးတွေမှတ်တာစိုးရင်ပူပန်စိတ်များတာမလင်းရင်လှုပ်တော့ခါအဖြစ်အပျက်တွေအနှိဋ္ဌာယုံတွေကိုပြန်ပြင်ရောက်ကြားရောက်နေတာတွေ အသက်ရှင်ချမ်းသူတွေမှာခံစားရတဲ့ကိုကိုကိုအဖြစ်တင်စိတ်စာပေပါဂတ်တွေကိုခံစားရလေရှိပါတယ်။ကြောက်လန့်စိုးရင်စိတ်များပြီး စိတ်ကနာမငြိမ်ဖြစ်တာနဲ့ဘာကိုမှစိတ်မဝင်စားပဲစိတ်တဲကြတာဒီအစုံးနှစ်ဖက်ကြားမှာစိတ်လုံဆွဲနေတာမျိုးတွေဖြစ်နိုင်ပါတယ်။ဆုံရှုံလိုက်ရတဲ့အရာတွေထက် အနာဂတ်ရှည်ရဲအတွက်တွေးပူပြီးဝမ်းနေစိတ်ခံစားရတာကလာနဲ့ချီပြီးထောက်တောင်ကြာသွားနိုင်ပါတယ်။ နံပါတ်9အသက်ရှူလမ်းကြောင်းယောဂမြောင်းအားကောင်းတဲ့ငလျင်လှုပ်ပြီးတဲ့နောက်မှာကပ်ပါလာထက်ဒါကလေးထုတ်ညဉ့်ညမ်းတာပါပြိုလဲပြက်စေးသွားတဲ့တိုက်တာအဆောက်အဦးတွေက ထွက်လာတဲ့ပုံမတဲ့ဘီလက်မြင်လိုမျိုးဆောက်လို့ရင်အစိပ်အပိုင်းကထွက်လာတဲ့အမှုန့်တွေအနှံ့တွေကြောင့်ပဝင်းချင်းလေထုကညဉ့်ညမ်းလို့သွားပါတယ်အဲ့ဒီလိုမျိုးညဉ့်ညမ်းနေတဲ့မတန်ရှင်းတဲ့လေတွေကို ရှုံမိမယ်ဆိုရင်ချောင်းဆိုးတာအေးအေးမိတာလေချောင်းနာတာအသက်ရှူကျတာ ਨੇ နမိုနီယာအဆုတ်ရောင်ယောဂါစားတဲ့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။လူထိုထက်တဲ့ဘုံလုံးနေရာတွေမှာဆိုရင် TB ယောဂါ COVID-19 ယောဂါကူးစက်နိုင်ခြေပိုများပါတယ်။နံပါတ်6အရေပြားယောဂါများမလေးရင်ဘေးရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့မတန်ရှင်းတဲ့ရေကြောင့်တကိုယ်ရေတန်ရှင်းရေးအားနည်းတာမတန်ရှင်းတဲ့ဖုံအမုံမျိုးစုံနဲ့ထိတွေ့ရတာတွေကြောင့်ပွေဝဲလိုမျိုးအရေပြားရှားနာနဲ့ အနာတွေကအလွဲတကူပဲဖြစ်နိုင်ပါတယ်မျက်စိနာ မျက်မီးရောင်ရောဂါကလည်းတကူရည်တန်ရှင်းရင်အားနည်းတာကြောင့်အဖြစ်များပြီးနီးနီးကက်ကက်နေသူတွေမှာအလင်းရင်အမြန်ပဲကူးဆတ်နိုင်ပါတယ်နံပါတ်9အာဟာရချို့တဲ့ခြင်းမလင်းရင်ဖြစ်ပြီးပြီးချင်းရပိုင်းအတွင်းမှာတဲ့စားစရာလုံးဝမရှိတဲ့အဖြစ်ဖြစ်သွားတတ်ပါတယ်ပုံမှန်တိုးလောင်သိမ်းဆည်းထားတဲ့အစားအစာအရင်းမြစ်တွေကမလင်းရင်နဲ့အတူပြည့်စည်သွားတာကြောင့်တနေ့တာဝမ်းစာဖြစ်ဖို့အတွက်တော့ ရုံးခံကြရပါတယ်။ဒါကြောင့်အာဟာရစုံအောင်စားဖို့အတွက်အစာအစာမလုံလောက်တာကြောင့်ရောအာဟာရစုံအောင်စားဖို့အချိန်မပြီးတာကြောင့်မှအာဟာရချို့တဲ့ပြီးတော့ပိုခံအားနည်းတာအပြင်တခြားနောက်ဆက်တွဲရောဂါအများအပြားခံစားရနိုင်ပါတယ်။နံပါတ်၈ထိခိုက်ဒဏ်ရာမှယောဂါပိုးဝင်ခြင်းထိခိုက်ဒဏ်ရာရတဲ့အခါမှာအ ਨੇ ဆုံးတော့ရေနဲ့ဆက်ပြားနဲ့တေချာဆေးရပါတယ်။ဘေးခိုင်ကာကွယ်ဆေးလဲထိုးဖို့လိုပါတယ်။ ဘီတာဒင်းလိုမျိုးပိုသက်အာနိသင်ပါတဲ့အိုင်ဝိုဒင်းဆေးရည်နဲ့လည်းပိုသက်ပေးဖို့လိုအပ်ပါတယ်။ပဏိဇီဝပိုသက်ဆေးတောက်ဆေးကိုယောဂါပိုးမဝင်အောင်ကာကွယ်တဲ့အနေနဲ့တော့ညှို့တက်ကြပါတယ်။ဒါပေမဲ့လည်းငလိရင်တန်းကြောင့်ဒဏ်ရာဆေးဖို့ရေတောင်မှခက်ခဲသွားတဲ့အနေအထားမှာဆိုရင်ဒဏ်ရာကိုယောဂါပိုးဝင်သွားတာပိုးစိတ်ပြန်လာတွေဖြစ်နိုင်ပါတယ်။နံပါတ်9ယောဂါအခန်းများပိုဆိုးလာခြင်းငလိရင်နဲ့ငလိရင်ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် ပန်းနာရင်ကျက်ယောဂနာတာရှင်အဆုတ်ပွလေးပြုံးချင်းယောဂနှလုံးယောဂသွေးတိုးယောဂဈေးကြောသွေးကြောယောဂစားတဲ့နာတာရှင်ယောဂအခန်းတွေက ပြန်ပြီးတော့လက္ခဏာထကြွလာတာလက္ခဏာတွေပိုဆိုးလာတာနဲ့ပုံမှန်ဖြစ်အောင်မထိန်နိုင်တော့တာတွေဖြစ်နိုင်ပါတယ်ပုံမှန်တောင့်နေကြဈေးဝါနဲ့ကျန်းမာရေးအထောက်အကူပစ္စည်းတွေပြက်လက်ချပါသွားတာကြောင့်လေယောဂထိန်းချုပ်ကူးသွားတဲ့နေရာမှာကြီးမားတဲ့အခက်အခဲအနေနဲ့ဖြစ်နေနိုင်ပါတယ် နံပါတ်30အခြားကူးဆက်ယောဂများကြွယ်ချင်းရင်းလိုအကောင်တွေကကူးဆက်ယောဂဖြစ်စေတဲ့ယောဂပိုးတွေကိုတည်ဆောင်ကြပါတယ်။ငလေးရင်လိုမျိုးသဘာဝဘေးတစ်ခုဖြစ်ပြီးဆိုရင်ဒီလိုအကောင်တွေကအရင်ကထက်ပိုပေါက်ပွားလာပြီးတော့မထင်းချုံနိုင်ဖြစ်လာတတ်ပါတယ်။ချင်းကြိုက်တာကြောင့်ရွေးလုံတုပ်ကွေးယောဂ၊ငှက်ဖျားယောဂနဲ့ဆင်ခြေတော့ယောဂတွေဖြစ်လာနိုင်ပါတယ်။ကြွယ် ၊နွား၊ကျွဲတွေရဲ့ကျင်ငယ်ရေကိုတဆင့်ခန့်ကင်တွဲမိရာကနေ Leptospirosis ရောဂါဖြစ်နိုင်ပါတယ်။နံပါတ်7ရာသီဥတုဒဏ်များမလေးရင်ဘေးကဖြစ်တဲ့ရာသီဥတုဘောကိုလိုက်ပြီးကျန်းမာရေးပြဿနာကွာခြားတာတွေလည်းရှိနိုင်ပါတယ်။နှွေရာသီမှာငလေးရင်လှုပ်တယ်ဆိုရင် အမိုးအကာမရှိတော့တဲ့အတွက်၎င်းအပူချိန်မြင့်တဲ့ဒေသကလူတွေက အပူဒဏ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကိုတခြားသူတွေထက်ပိုပြီးတော့ခံစားရနိုင်ပါတယ်။ ဥပမာအားဖြင့်အပူတန်းကြောင့်ရွှေထွက်များတာပင်ပန်းနွမ်းနေတာ အပူရှက်တာကြွက်တက်တာအားနည်းနှုံးရှိတာတတိလစ်တာတွေအထိဖြစ်နိုင်ပါတယ်။မိုးရာသီမှာဖြစ်မဲ့ဆိုရင်တော့ရေနဲ့စားစရာတွေနဲ့ပတ်သက်တဲ့ကူးစက်ယောဂါတွေတုတ်ကွေးလိုမျိုးအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ကူးစက်ယောဂါတွေရေကြီးရေရှမ်းတာမြေပြိုတာကြောင့်တဘူပေါ်တဘူဆင့်ပြီးပိုဒုက္ခများရတာနဲ့မွေးပါကင်းပါရန်ကြုံရဓာတ်တွေပိုအဖြစ်များနိုင်ပါတယ်။ အပိုင်းနှင့်ငလေးရင်ဘေးသင့်သူများအထွတ်လိုအပ်ချက်များနံပါတ်၄အရေးပေါ်ကေဆေရေးငလေးရင်လှုပ်ပြီးပျို့လဲပြက်စီးနေတဲ့အဆောက်အဦးတွေဒါမှမဟုတ်ပျို့လဲနိုင်ခြင်းရှိတဲ့အဆောက်အဦးတွေကနေဘေးကင်းတဲ့နေရာတွေစီရွှေ့ပြောင်းဖို့ကပထမဆုံးလှုပ်ဆောင်ရမယ့်အရေးကြီးဆုံးအလုပ်ပဲဖြစ်ပါတယ်ဒီနေ့ရမှာအရေးပေါ်ကေဆေရေးနဲ့ဆေးကူသရေးအဖွဲ့ရဲ့အခန်းကဏ္ဍကအလွန်ရေးကြီးပြီးတော့ရှိဦးသူနာပြုစုညီတွေကိုလည်းလူတိုင်းလိုလိုတတ်ထားသိမ့်ပါတယ် ထိခိုက်ဒဏ်ရာရထားသူတွေအတွက်အနာတန့်စင်စေးရီပိုးသက်စေးရီပိုးသက်ထားတဲ့ပတိလေဂုံအပါအဝင်ခွေးစိတ်ခန်းသောကရိယာတွေဘဲခိုင်ကာကွယ်ဈေးနဲ့အကင်အခဲပြောက်စေစာရာတွေလိုအပ်ပါတယ်။နံပါတ်1တောက်ရည်တန်းတောက်ရည်တန်းကတော့ငလေးရင်တန်းကြောင့်တိုက်ရိုက်ပဲဖြစ်ဖြစ်တွဲဝိုက်ပြီးတော့ပဲဖြစ်ဖြစ်ထိခိုက်သူတိုင်းအတွက်မရှိမဖြစ် လိုအပ်ချက်ပဲဖြစ်ပါလေ။ရည်တန်းဘူးတွေအပြင်ကလိုရင်းဆေးခတ်တာ ရေတန့်ဆင်ဆက်ထားတာတွေလုပ်ပြီးတော့တန်ရှင်းတဲ့တောင်းရရောတုံးရပါအမြန်ဆုံးရအောင်စီစဉ်ရပါပဲအ ਨੇ ဆုံးတော့အစာအစာမကင်မီနဲ့အညီအကျေးစွန်ပြီးဂျင်းရွေးမှာမဖြစ်မနေလက်ဆေးသင့်ပါတယ်နံပါတ်3အစာအာဟာရအစာအာဟာရအနေနဲ့ကတော့တန်ရှင်းပြီးတာရှည်ခံတဲ့အသင်စားအစာအစာတွေအဓိကလိုအပ်ပါတယ်ဆန်ကောင်းကြီးတွေနဲ့လှူထားတဲ့အစာအစာတွေပဲကြော်အမျိုးမျိုး မာတေတာဘူးတော်စီတော်ဘူးပြောင်းချုံတွင်နဲ့လှုပ်ထားတဲ့ဘေးစကစ်တွေအသေးချောင်းအစိတ်အဆန်းအမျိုးမျိုး စားတဲ့စားစရာတွေကိုအလွဲတကူတည်သွားလို့လဲရပြီးစားဖို့ပြင်ဆင်ရတာလဲအလုံးမရှုပ်တဲ့ပုံစံမျိုးပြင်ဆင်သင့်ပါတယ်လက်တလုံးအစာအစာရဖို့ခက်ခဲနေမယ်ဆိုရင်တော့အ ਨੇ ဆုံးတော့ဝမ်းရောဂါဖြစ်ရင်တောက်ဖို့တဆားတော့ဒါမှမဟုတ်တဆားရည်အရေးပေါ်ဖြော်ဖို့အကြားနဲ့စားထုတ်တွေရှိနေသင့်ပါတယ်နံပါတ်၄ယာယီအိမ်သား ယာယီအင်သာတွေတုံးရတဲ့အဓိကရေရွယ်ချက်ကတော့ဦးဆက်ယောဂကာကွယ်ထိန်းချုပ်ဖို့အတွက်ပဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ကိုက်ညီတဲ့အငြိအချင်းစွန့်တဲ့စနစ်တစ်ခုမရှိဘူးဆိုရင်တော့ဝမ်ယောဂကူးဆက်ပြီးထိမ့်မနိုင်တိမ့်မရနဲ့ဝယုံသုံးကားအခြေအနေတွေဖြစ်သွားနိုင်ပါတယ်။ရွေလျားအင်သာလိုယာယီအင်သာတွေနဲ့အတူလက်တန်းစင်ဆေးရည်ဆက်ပြာနဲ့အီရှိုးဆက်ကိုလိတ်တွေအများကြီးလိုအပ်ပါတယ်။နံပါတ်9စိတ်ချမ်းမာရေးနဲ့လူမှုရေးအထောက်အပံ့ ဗလီရင်ဘေးတင်ပြီးတဲ့အခါမှာရုပ်ဝတ်ထုပစ္စည်းအကူအညီတွေကို မဖြစ်မနေလိုအပ်သလိုပဲစိတ်ပိုင်းဆိုင်ရာအထောက်ပံ့တွေကလည်းအလွန်အရေးကြီးပါတယ်။ရုပ်တရက်ထင်မှန်မထားတဲ့ဆုံးရှုံးမှုတွေကြောင့်ပုံမှန်စိတ်အခြေအနေမျိုးရှိနေဖို့မဖြစ်နိုင်ပါဘူး။ဒီလိုအခြေအနေမှာကျန်းမာရေးနဲ့အသက်ရှင်နေထိုင်ဖို့လိုအပ်တာတွေကိုဂရုတစိုက်နဲ့လိုက်နာဖို့အားနည်းနေနိုင်ပါတယ်။ဒါကြောင့်အတတ်နိုင်ဆုံးစိတ်တည်ငြိမ်အောင်စိတ်ဓာတ်ကြမှာသွားအောင် ်တတိလက်လို့နဲ့မလုံသင့်တာတွေမလုံမိအောင်စိတ်ပိုင်းဆိုင်ရာအရာဖေးမှကူညီပေးဖို့လိုအပ်ပါတယ်မိသားစုမိဆွေတွေနဲ့စကားပြောတာမိသားစုမိဆွေမဟုတ်ရင်တောင်မှရင်းနှီးတဲ့သူအဖြစ်အားပေးစကားပြောတာနှစ်သိမ့်ဆွေးနွေးပေးတာအနာယူစေတာနဲ့စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုစောင့်ကြည့်ပေးဖို့လိုအပ်ပါတယ်နံပါတ်6ခိုးလုံရနေရပတ်ဝန်းကျင်မလေးရင်တန်းကြောင့်နေအိမ်နဲ့တခြားအဆောက်အဦတွေမှာ စံနေဖို့မဖြစ်နိုင်တော့တဲ့ဒူတွေအတွက်မိုးတန်နေပူတန်ကနေကာကွယ်နိုင်မဲ့ကိုလုံးယာနေရတွေမရှိမဖြစ်လိုအပ်ပါတယ်ကိုလုံးယာနေရတွေမှာလဲအဝတ်အစားစောင်းချင်းတော်ရှင်မကိုက်စီတန်ရှင်းရေးပစ္စည်းတွေကိုပါ အစင်သင့်ထားရှိသင့်ပါတယ်နံပါတ်9ဆေးဝါးနဲ့ဆေးပစ္စည်းများအကိုက်အခဲပြောက်စေအဖျားကျစေဥပမာပါရာစီတမော အစာအိမ်စေနှာဆေးချောင်းဆိုးပြောက်စေအရေးပြားလိမ့်စေအမျိုးမျိုး ၊သွေးတိုစီးကြောပန်းနာရင်ကျက်လိုမျိုးနာတာရှည်ယောဂါတွေတက်စေဝါပဏိစေဝကိုသက်စေတောက်စေဗီတာမင်အားစေဆလိုင်းလိုမျိုးသွေးကြောတဲ့သွင်းဆေးရည်တွေဆေးထိုးအပ်ဆေးသွင်းပိုက်အောက်ဆီဂျင်အိုးအောက်ဆီဂျင်ရှုဖို့နှာခေါင်းပိုက်လက်အိမ်နှာခေါင်းစီအုတ်ထုပ်မျက်လုံးအကာစားတဲ့ PPE ကာကွယ်ရေးပစ္စည်းတွေမိခိုင်ကာကွယ်စေမွေးစိတ်ဖြည့်စေအရေးပေါ်အသက်ကယ်ထိုးဆေးတွေ စားတဲ့ဈေးဝါးနဲ့ဈေးပစ္စည်းတွေလိုအပ်ပါတယ်။အခုပြောပြခဲ့တာတွေကတော့မလင်းရင်တန်းချောင်ဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာတွေနဲ့မလင်းရင်ဘေးသင့်သူတွေကိုကူညီရမှာလိုအပ်တဲ့အချက်တွေပဲဖြစ်ပါတယ်။မလင်းရင်ဆိုတဲ့သဘာဝဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်လို့မရပေမဲ့လည်းမလင်းရင်လှုပ်ပြီးတဲ့နောက်မှာခြေခိုင်းမှုအဖိတ်အဆင်းအနည်းဆုံးဖြစ်အောင်တော့ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မလင်းရင်ထမ်းနဲ့ပတ်သက်တဲ့ကျန်းမာရေးအကြောင်းအရာတွေကို အတိုင်းအတာတစ်ခုအထိသိရှိသွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲဘေးကင်းကျန်းမာကြပါစေလို့ဒဲမရီကဲမစ်စတိတ်အဖွဲ့သားများမှစူတောင်းပေးပါတယ်ခင်ဗျာ